တနာဆိုတဲ့အကြောင်းကိုဘလို့နားလဲလဲစေတနာ ဆိုတဲ့စကားကိုကြားဘူးလားကြားဘူးပါတယ်ဟုတ်ပြီဒါဆိုတာကဘလို့ကြားဘူးလဲစေတနာဆိုတဲ့စကားကဘလို့အကြောင်းအရာတွေကို ပြောတာလဲသူကြည့်ရအောင်စေတနာဆိုတဲ့အကြောင်းကိုသူအဲသူများချော်လဲရပဲတခုဖြစ်လို့သွားကူညီရဲ့ကိုကစေတနာစေတနာရတယ် 哦ဟုတ်ပြီနားဆိုတာသူများဒုက္ခရောက်နေတယ်တခခုဖြစ်နေတာကိုသားကစေတနာနဲ့သွားပြီးဘာလုပ်တာကုညီပေးတာကိုသားကစေတနာလို့နားလေတယ်အဲ့လိုပြောရလားဟုတ်ဟုတ်ပြီဒါဆိုရင်နောက်ထပ်စေတနာဆိုတဲ့စကားကိုသားဒီပေဘလို့နားလေသေးလဲပြောကြည့်ရအောင်စေတနာဆိုတဲ့စကားကိုသားဘလို့နားလေသေးလဲပြောကြည့်ရအောင် စေတနာဟန်လားဆိုတဲ့စကားကိုအဲ့တခုလည်းနားလေဩအဲ့လိုပဲနားလေတယ်ဟုတ်ပြီဒါဆိုရင်စေတနာဆိုတာဘာကိုလဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ตาပြောတဲ့စေတနာအခုသူများကိုတွားကူညီလိုက်တယ်ကိုကစေတနာနဲ့လှုပ်ပေးတယ်ဟဲ့လားလမ်းကြောင်းမှာခက်ခဲနေတဲ့သူတွေကိုကိုကစေတနာနဲ့လှုပ်ပေးတယ်အဲ့ဒါတွေကစေတနာလို့သားပြောတယ်ဟုတ်ပြီဒါဆိုရင်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့သားရဲ့စေတနာဆိုတဲ့ပုံမြင်လေးကိုဒီနေ့လေ့လာမယ် စေတနာဆိုတဲ့ပုံမြင်လေးကိုလေ့လာတဲ့အခါမှာတားကအရင်ဥဆုံးအတိတ်ပဲလေးတွေကိုတားသိရမယ်အတိတ်ပဲဖွင့်ဆိုချက်ကလေးတွေကိုတားသိဖို့လိုတယ်ဥပမာဘယင်းနေ တောကစားထွက်တယ်ဆိုတာကိုတားကြဘူးလားတားဘူးရယ်ဟုတ်ပြီတောကစားထွက်တယ်ဆိုတာဘာပြောတာလဲတားတားဘလို့နားလဲလဲတောကစားထွက်တယ်ဆိုတာမင်းကြီးမသားတော့တောင်းနိုင်မဲလိုက်ดิတားနားလဲတယ်လို့အရင်ပြောမယ်နော်တားလားနဲ့တယ်လို့ တော်ကသားထရယ်ဆိုတာမင်းသားတွေတို့မင်းသားတွေဘရင်တွေမင်းသားတွေဒါကြတော့တော်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 တော့ဝင်ပြီးတော့အမဲလိုက်တာဟောဟုတ်တာပေါ့တော်ကစားဆိုတာက မင်းသားတွေတော်တဲ့ဝင်ပြီးအကောင်တွေကိုဖမ်းတာအကောင်တွေကိုတပ်ဖြတ်တာအဲအတူတူပဲပေါ့နော်ဒါကြောင့်တော်ကစားဆိုတာသူ့ရဲ့အတိတ်ပဲပြည့်ပြည့်စုံစုံပြောရမယ်ဆိုရင်မိကြီးမင်းသားတို့တော်နိုင်အမဲလိုက်တယ်လို့ပြောတယ် နောက်သားရဲ့သားကအိမ်မှာသားတို့ဖေဖေတို့မေမေတို့အပြင်သွားတယ်ခရီးတွေသွားတယ်အဲ့လိုသွားနေတဲ့အချိန်မှာကောသားကပြန်လာရင်သားတို့သမီးတို့ဘာကြီးလောက်ကြလဲဟာပြန်လာရင်သားတို့သမီးတို့ဘာလာပဲဖြစ်ဖြစ်ဖိုးဖိုးတို့အပြင်သွားတာပဲဘယ်ကလာလာเจ้ามาဆိုလဲเจ้าเจ้ามาကိုဆရာဆရာမတွေလာတာပဲဖြစ်ဖြစ်သားတို့အရင်ဦးဆုံးလာတာမြင်ရင်မလောက်ကြလဲ ီလိုခေါ်ယူတယ်။ဟဲ့စီလိုခေါ်ယူတယ်မှန်တာပေါ့စီလိုခေါ်ယူတယ်မှန်တာပေါ့စီဂျိုစီဂျိုတယ်ခยีဥဂျိုဆိုတယ်လို့ခေါ်တယ်ပြောရမယ်ဆိုရင်စီလိုဂျိုဆိုတယ်မို့ခยีဥဂျိုဆိုတယ်လို့ပြောချင်တာဘာလို့ပြောချင်တာခยีဥဂျိုတာ ဟုတ်တယ်ခရီးဥကြိုတယ်ဆိုတာဘာလဲဆိုရင်ကိုစီကိုလာတဲ့ကိုစီကိုပြန်လာတဲ့ဖေဖေမေမေတို့အဝေးသွားတာပဲဖြစ်ဖြစ်အိမ်ပြန်ရောက်လာတယ်ဒါမှမဟုတ်ကိုစီကိုတခြားကဧည့်သည်ရောက်လာတာပဲဖြစ်ဖြစ်ကိုကစီခေါ်တာအဲလာအမေတို့ရှိတယ်အဲလာအဖေတို့အိမ်ထဲမှာရှိတယ်ဝင်ခဲ့ပါခမရအဲဝင်ခဲ့ပါရှင့်ဆိုပြီးတော့ခရီးဥကြိုဆိုတာအဲ့ဒါကိုခရီးဥကြိုလို့ပြောတယ် သူ့ရဲ့အတိတ်ပဲပြည့်ပြည့်စုံစုံပြောရမယ်ဆိုရင်ရောက်လာတော့ဧည့်သည်ကို စီးကြိုခေါ်ယူတယ်တဲ့။ဘာလာတဲ့ဧည့်သည်ကို ရောက်လာတဲ့ဧည့်သည်ကိုစီးကြိုခေါ်ယူဟုတ်တယ်မြိန်ဆက်စွာဆိုတာကမြိန်ရေရှက်ရေစားတောက်တာ နှစ်နှစ်ခြိုက်ခြိုက်စားတောက်တာနှစ်ခြိုက်စွာအာရပါရစားတောက်တာကို မြိန်ဆက်စွာလို့ပြောခြင်းတယ်အာ အကိုကြီးရောပါခမရဒီလက်ဖက်တုတ်ကလေးသုံးဆောင်မှကျွန်တော်တို့ထမင်းစားနေရထမင်းသုံးဆောင်မှအိုးကဲစကားနေမပြောကြဘူးလားတို့ပြမစကားမှာပြောကြလားမပြောကြဘူးလားဟဲ့ပါလေလေအဲ့လိုပြောတယ်ဆိုတာကသုံးဆောင်မှဆိုတာစားတော့ပါလို့ပြောတာစားပါအောင်ခမရစားပါအောင်ရှေ့လို့ပြောတာ ਨੇ အတူတူပဲနော်ရမလားဘယ်ရင်ဟဲ့ပါလေမြောက်ခကြည့်ကြက ဟုတ်တယ်မျော်လင့်ဆိုတာကရီမှန်းဆောင်စားတာမျော်လင့်ဆိုတာဘာလို့ရီမှန်းဆောင်ဆောင်စားတာဟုတ်တယ်တလောလောဆိုတာအမေးစကားအမေးစကားနောက်တင်းမြက်ဆိုတာဘာလဲတင်းမြက်တင်းလျော်သည်အဲတင်းမြက်တယ်ဘိုးဘွေကြောင့်ဘိုးဘွေဆွေမျိုးစင်ဆက်ဟုတ်တယ်နောက်လာနောက်သားကြောင့်တာမီတာမီစင်အဆက်ဟုတ်လေတူလားဘိုးဘေးနဲ့နောက်လာနောက်သားနဲ့တူလား တူပါဦးတူလားမတူဘူးနော်ဘောဦးဆိုတာကဘိုးဘွားဆွေမျိုးအစဉ်အဆက်ကိုပြောတာနောင်လာနောက်သားဆိုတာကသားစဉ်မြင်းဆက်ကြံရှိနေခဲ့မဲ့ဟာတွေကိုပြောတာနော်ဟုတ်မှတ်သားထိုက်ပေစွာဆိုတာကတော့စိတ်မှာစိတ်မှာဆွေးမှတ်ထားတော့ပေပေဒီဟုတ်တယ်စိတ်မှာထားနောက်တစ်ခါတပိုးတဲ့ဆိုတာတပိုးတဲ့နင့်တပိုးတဲ့မကြည့်နဲ့ညီမလေးရှိတဲ့တယောက်တည်း ဘယ်တက်တစုံတူအတွက်သာကြည်တာကိုပြောတာတစုံတူအတွက်သာကြည်တာကိုတပို့တယ်လို့ပြောခြင်းနေ now စီတော်မြင်းဆိုတာကဘယင်းမင်းကြီးမင်းဘယင်းဘယင်းကဘယင်းမင်းကြီးမင်းသားမရှိတော်မင်းဟုတ်ပြီနောက်တစ်ခုကကြတော့စေတနာဆိုတာကသူတပါအကျိုးကိုလိုလားတဲ့စိတ်ငါကသူတပါအကျိုးကိုလိုလား တော်စေငါကသူ့ကိုလှုပ်ပေးလိုက်ရင်ငါဘလို့ရရမှာလဲအတွက်ဘာတွေပေးမှာပဲဆိုတဲ့စိတ်တွေပြန်လို့ခြင်းနဲ့စိတ်ဆန္ဒတွေမရှိဘူးတစ်ဖက်သားအစဉ်ပြေပါစေဆိုတဲ့ဆန္ဒနဲ့လှုပ်ပေးလိုက်တာမှစေတနာအစစ်တဲ့အဲ့ဒါကြောင့်မလို့စေတနာဆိုတဲ့အတိတ်ပဲကသူတစ်ပါးအကျိုးကိုလိုလားတော့စေစေတနာဆိုတာဘာလဲသူတစ်ပါးအကျိုးသူတစ်ပါးအကျိုးကိုလိုလားတော့စေ နောက်တစ်ခုကအင်းဝမ်းမြောက်ဝမ်းသာဝမ်းမြောက်ဝမ်းမြောက်ဝမ်းသာသာလုံးဝမ်းမြောက်ဝမ်းမြောက်ဝမ်းသာဆိုပြောဟုတ်တယ်ဝမ်းမြောက်ဆိုသည်ပြောဆိုသည်ရမလားရမလားကဲအဲ့ဒါဆိုရင်အဲ့ဒီအတိတ်ပဲလေးတွေကိုတအားတေချာရအောင်ချက်ထားရမယ်ဒါဆိုစေတနာဆိုတဲ့ပုံမြင်လေးကိုစပြီးနားထောင်ရအောင် တခါကတဲ့ဟိုးရှိရှိတုန်းကအဖိုးအိုတယောက်ကသူ့ရဲ့ခြံစည်းရိုးနားမှာမြေတွေကို တူးဆွားပြီးတော့တရက်ပင်ပေါက်လေးကိုစိုက်နေတယ်တဲ့အဲ့လိုစိုက်နေတဲ့အချိန်မှာပဲသူ့ရှေ့အိမ်ရှေ့နားလေးကိုတောကစားကနေထွက်လာတဲ့ဟဲ့လားတောထဲကနေအမဲလိုက်ပြီးပြန်လာတဲ့မင်းသားလေးကအဖိုးရဲ့ခြံစည်းရိုးနားကိုရောက်လာတယ်တဲ့အဲ့လိုရောက်လာတဲ့အခါမှာအဖိုးကလည်း သူ့ကိုမြင်လိုက်တာနဲ့တပြိုင်နက်တည်းဝမ်းမြောက်ဝမ်းသာစွာနဲ့ခยีဥကြိုဆိုတယ်တဲ့ခยีဥကြိုဆိုတယ်ဆိုတာလာပါခမရကြွပါခမရအိမ်ထဲကိုဝင်ပါခမရဆိုပြီးတော့ជីជីပြူပြူခေါ်ယူတယ်အဲ့လိုပြီးလို့ရှိရင်သူကလက်လက်ဆက်ဆက်ရှိတယ်ဟဲ့လားအရင်လုံးကိုအရသာရှိတဲ့တည့်ရဲ့တီးတို့နဲ့ဧကခံနေတဲ့ဘာရင်းနဲ့ဧကခံလဲတည့်ရဲ့ ဧကံနေတဲ့ဝါဝါဝါလခီယိုယိုအူဂျိုဗီပီလီယအဲဝမ်းမြောက်ဝမ်းသာစွာခီဦးကြိုဆိုတယ်ဆိုတာလာပါခမ ्या ကြွပါခမ ्या အဲကျွန်တော်အိမ်ကိုလာပါခမ ्या အဲဝင်ခဲ့ပါရပါတယ်ခမ ्या ဆိုပြီးတော့အဲ့လိုခီဦးကြိုဆိုတာကိုပြောတာနားလဲလားဟုတ်နားလဲပါလေနားလဲလားဟုတ်ရမလား โอเคအဲ့လိုခရီးဦးကျိုးဆိုတာကြီးလဲပြီးတော့ကြတော့မင်းသားလေတဲ့မင်းသားကို तू อ่ะသူ့မှာရှိတဲ့တည့်ရဲ့တီးတွေကိုသုံးဆောင်ပါခမရအဲစားသုံးပါကောင်းကောင်းမွန်မွန်လက်လက်ဆက်ဆက်ကလေးတွေပါစားပါခမရဆိုပြီးတော့ကျွေးမွေးအပ်ခံနေတဲ့အဲ့လိုကျွေးမွေးအပ်ခံပြီးကမင်းသားကလည်းအဖိုးကျွေးတဲ့တည့်ရဲ့တီးတွေကိုဘာဖြစ်မဲ့ထင်လဲအမ်စားမယ် တားမယ်အဲ့လိုစားပြီးတဲ့အခါကျတော့မင်းသားကပြောတယ်တဲ့မင်းသားကနေတရက်သီးတွေကိုတဲ့စားရတာတောက်ရတာအလို့ကို အရသာရှိတာပဲတဲ့ဒါပေမဲ့လေတဲ့အဖိုးကိုကျွန်တော်တခုလောက်မေးအောင်ပဲတဲ့ကျွန်တော်အိမ်ရှိကိုရောက်တဲ့အခါတုန်းကတဲ့အဖိုးကအားတဲ့ဘာပင်တွေကိုစိုက်ပြိုးနေတာလဲတဲ့မင်းသားလေးကမေးလိုက်ပြီနော်အဖိုးက ဘာပင်တွေကိုစိုက်နေတာလဲတဲ့အဲ့နဲ့အဖိုးကလည်းပြောတယ်တဲ့ဩမင်းသားလေးရဲ့အချစ်ကျွန်တော်ကလေတရက်ပင်ပေါက်ကလေးတွေကိုစိုက်ပြိုးနေတာပါလို့ပြောလိုက်တယ်တဲ့ဘာပင်ပေါက်ကလေးတွေစိုက်ပြိုးနေတယ်ဘာပင်ပေါက်ကလေးရဲ့ပေါက်ကလေးတွေကိုစိုက်ပြိုးနေတယ်။ဟဲ့တရက်ပင်ပေါက်ကလေးတွေကိုစိုက်ပြိုးနေတာပါလို့ပြောရတယ်။မင်းသားကလည်းတစ်ခါပြန်မေးတယ်တဲ့ အဖိုးအဲ့လိုစိုက်နေတယ်ဆိုတော့တဲ့အဖိုးရဲ့အသက်ကဘလောက်ရှိပြီလဲလို့မေးလိုက်တယ်။တာဝန်ခံမှန်းကြည့်ရအောင်ဒီအပင်စိုက်နေတဲ့အဖိုးအိုကအသက်ဘလောက်လောက်ရှိပြီလို့ထင်လဲ။80လောက်ထင်တယ်။ Okay ဒါဆိုရင်80လောက်ထင်တယ်ဆိုရင်ဟုတ်ပြီတားတာဆိုရင်အဲအဲ့လို80လောက်ရှိနေတဲ့အဖိုးကိုမြေရောတာရောဒီလိုမေးခွန်းမျိုးမေးမိမှလားမမေးမိဘူးလား။ မေးမိပါမေးမိဘာလို့မေးမိမှာလဲတာပြောကြည့်ပါဘာလဲ what what တေးရောမသူကတေးရောမဟောပါလဲတဲတရတိဟောပါလဲအဲ3နှစ်10နှစ်လောက်ဟောပါအကြအဲ10နှစ်10နှစ်15နှစ်လောက်နေမတရတိကပေါက်တာမလို့တီးတာမလို့ဟုတ်ပြီဒါဆိုရင်သားကတီးတာတေးရောမဟာတရတိကနောက်မှာ ဆယ်နှစ်15နှစ်ကြာမှတီးတော့မှမလို့လို့တာထင်းတယ်ဟုတ်ပြီဒါဆိုရင်အဖိုးကလည်းတဲ့ပြန်ပြောလိုက်တယ်ကျွန်ုပ်ကအသက်ကတဲ့80ရှိပါပြီတဲ့အသက်80ရှိပြီဆိုတော့မင်းသားကလည်းအဖိုးရဲ့တဲ့အသက်တွေဒီလောက်ကြီးနေတာကိုတဲ့အဖိုးအသက်ဘလောက်တောင်မှာတဲ့ဆက်ပြီးတော့အသက်ရှင်သန်နိုင်အောင်မှလည်းဘယ်နှစ်ရှင်သန်နိုင်အောင်မှမလို့လေဘာလို့အခုလို့အဖိုးစိုက်ပျိုးထားတဲ့ အခုစိုက်တဲ့တရက်သီးတွေကိုတဲ့အဖိုးစားဖို့အတွက်ဘာလို့မျော်လင့်နေတာလဲတဲ့အဖိုးမျော်လင့်နေသလားတဲ့ကို့အတွက်အကျိုးမရှိတဲ့အလုပ်ကိုလုပ်ချင်းဟာတင့်မြတ်သလားမတင့်မြတ်ဘူးလားတဲ့ကို့အတွက်အကျိုးရှိတဲ့အလုပ်ကိုလုပ်ချင်းဟာဘာဖြစ်သလားမဖြစ်ဘူးလားတင့်မြတ်ပါတင့်မြတ်သလားတဲ့အဲ့ဒါနဲ့အဖိုးကပြောတယ်အရှင်သားတဲ့ ျွန်ုပ်ကတရက်ပင်နေဒီတရက်သီးတွေကိုကျွန်ုပ်စားဖို့အတွက်စိုက်ပျိုးမှာမဟုတ်ပါဘူးတဲ့ကျွန်ုပ်အသက်ကြီးတာသိပါတယ်ဗောယခုတရက်သီးကိုလဲတဲ့အသင်မင်းသားအခုစားသုံးနေတဲ့အရှင်သားစားသုံးနေတဲ့တရက်သီးတွေဟာလဲကျွန်ုပ်စိုက်ပျိုးပင်ထားတဲ့တရက်ပင်ကအသီးတွေမဟုတ်ဘူးကျွန်ုပ်တို့ရဲ့ဘိုးဘေးစင်ဆက်ဟာလာဟိုတုန်းကသူ့ရဲ့မဘိုးတွေဘွားတွေ လုတ်ခဲ့တဲ့အရင်တော့ဗိုးတွေဘွားတွေအဖေတွေအမေတွေစိုက်ခဲ့တဲ့အပင်က အသီးတွေဖြစ်ပါတယ်တဲ့ဒါကြောင့်တဲ့အခုချိန်မှစိုက်ပြိုးမယ်ဆိုရင်တဲ့တရက်ပင်တွေကြီးလာတယ်တရက်ပင်ကြီးလာလို့တရက်သီးတွေသီးတဲ့အခါမှာဆိုရင်တဲ့ကျွန်ုပ်ရဲ့သားသမီးတွေမြေးတွေစတဲ့နောင်လာနောက်သားတွေစားသုံးရလိမ့်မယ်တဲ့အဲ့လိုလေပြောလိုက်ရောကြတော့မင်းသားလေးကဘာပြောလဲဆိုတော့ အော်အဖိုးလေးကအဲ့လိုလဲပြောရောမင်းသားပြုံပြုံကြီးနဲ့သဘောတည်ကြသွားတယ်တဲ့အဲ့လိုသဘောတည်ကြသွားပြီးတော့မင်းသားကလည်းအဖိုးရဲ့စကားဟာမှတ်သားထိုက်ပါပြီတဲ့ကျွန်ုပ်မစင်စားမစင်ခြင်းပဲပြောမိခြင်းကိုတိခံမှာအဖိုးရဲ့လို့ပြောပြန်တောင်းမှန်နေတဲ့အဲ့လိုလဲပြောလိုက်ရောအဲ့ဒီနေ့ကနေစပြီးတော့ကျွန်ုပ်ဟာကျွန်ုပ်တယောက်တည်းအတွက် ကျွန်ုပ်တကူရီတကာရကျွန်ုပ်အတွက်ပဲမကြည့်တော့ပါဘူးကျွန်ုပ်နဲ့တကွာနောက်လာနောက်သားတွေအကျိုးရှိမဲ့အလုံမျိုးကိုကျွန်ုပ်လုပ်ပါမယ်လို့မင်းသားလေးကအဖိုးကိုအဖိုးကိုဂတိပေးလိုက်တယ်အဲ့လိုဂတိပေးလိုက်တော့အဖိုးကိုလည်းအဖိုးရဲ့ဒါလေးကတော့ကျွန်ုပ်ရဲ့စေတနာမြတ်တာနဲ့ပါနော် အဖိုးကိုကျွန်တော်ပူဇော်ပါရစေ ကတော့ဖရစီလို့ပြောတယ်တဲ့ဒါဆိုရင်အဲ့ဒီအဖိုးကမင်းသားလေးအရှင်းသားလေးကတော့တဲ့ကတော့တာကိုလက်ခံမဲ့ထင်လားလက်မခံဘူးထင်လားလက်ခံမဲ့ထင်တယ်ဘာဖြစ်မဲ့ထင်တယ်လက်ခံမဲ့လက်ခံမဲ့ထင်တယ် okay okay ကြည့်မယ်အဲအဲ့လိုပြောရတော့ကြတော့အင်ရှင်မင်းသားကတဲ့အဖိုးကိုတဲ့သူ့မှာဝစ်လာတဲ့ ဗရန်များလက်စွပ်ကြီးကိုချွတ်ပြီးတော့တဲ့ကတော့ခဲ့တယ်တဲ့အဲ့လိုလဲကတော့ပြီးရောသူစီးလာတဲ့စီးတော်မြင်းကိုပြန်လဲစီးပြီးတော့ကြည်ကြည်နက်နက်ဝမ်းမြောက်ဝမ်းသာစွာနဲ့အဖိုးစီကနေထွက်သွားတယ်တဲ့အဖိုးကလည်းငါစေတနာအလျောက်စိုက်ပြိုးတဲ့အပင်ကလေးတွေကိုယခုတော့စားခြင်းမှစားရမယ်ဒါပေမဲ့လဲတဲ့ငါက နောက်လာနောက်သားတွေမြေးစင်ငါရဲ့သားသမီးမြေးဆက်အတွက်စားဖို့တောက်ဖို့အတွက်ရည်မှန်းပြီးတော့ငါစေတနာပါပါနဲ့စိုက်ပြိုးတော့ကြတော့တဲ့တရက်သီးသူ့ရဲ့စေတနာမှန်ကန်တော့ကြတော့သူစိုက်နေတဲ့အပင်ကတရက်သီးမတီးသေးပေမဲ့ဗရံများသည်တီးပေတယ်လို့ဝမ်းမြောက်ဝမ်းသာစွာပြောဆိုလေတဲ့ဗာသီးတီးလေတဲ့ဗရံများသည် အဲဟုတ်တယ်ဗရန်များသည်ဒါဆိုရင်ဗရန်များသည်တီးရတဲ့အကြောင်းရင်းကဘာလို့ဗရန်များသည်တီးတာလဲစေတနာကြောင့်သူ့ရဲ့စေတနာမေတ္တာမှန်ကန်မှုကြောင့်ဗရန်များတရက်ပင်မတီးဘဲနဲ့တရက်တီးမတီးခင်ပါဘင်ဗရန်များသည်တီးသွားတယ်ဘလို့ရဖြစ်ဟုတ်ပြီဒါဆိုရင်တစ်ခေါက်ဒီချက်ကရှေ့ရနေဖတ်ပြမယ်ပြောသွားတဲ့ပုံမြင်လေးကစေတနာပုံမြင်တဲ့ဒီချက်ဖတ်ပြမယ်နော် ဒီချက်ဖတ်တဲ့အပြတ်အတောက်တွေကိုသေချာမှတ်ထားမယ်နော်နောက်ပြီးတော့သားကပြန်ဖတ်ရမယ်နော်ဟုတ်ပြီစေတနာတဲ့အဖိုးအိုတယောက်သည်မိမိဤခြံစည်းရိုးနားတွင်မြေကိုတူးဆွကတရက်ပင်ပေါက်လေးများကို စိုက်ပျိုးနေ၏အိမ်ရှင်မင်းသားသည်တောကစားထွက်လာစဉ်ဖိုးခြံစည်းရိုးအနားသို့ရောက်လာ၏တဲ့ပြန်ဖတ်ကြည့်ပါဦး အဖို့တယောက်ဒီမိမိခြံရုံးနာတွင်မြေကိုတူးစွာကတရက်ပင်ပေါလေးများကို စိုက်ပြိုးနေစီစိုက်ပြိုးနေ အရင်မင်းသားဒီတော့ကစားထွက်လာစီထိုခြံရုံးနာသို့ရောက်လာ၏ဟုတ်ပြီအဖို့အိုလဲမင်းသားကို ဝမ်းမြောက်ဝမ်းသာခยีဦးကြိုးစိုးပြုပြင်နေအဖို့အိုလဲမင်းသားကို ဝမ်းမြောက်ဝမ်းသာခยีဦးကြိုးပြုပြီးလျက် 十层每层都卖多，第一、第二片 A 开。三、四、阿婆家，我六十每层抽卖多，第一、第二片 A 开 E。A 开 E，免得哎，棉线爽。棉线嘞，棉线爽，都上米多，哎，免得。 တယတိညာစောသုံးညာချင်းမှာအလိုအရာရှိလာပါသည်တေချာမတော့တခုမေးပြရစီကျွန်တော်လာစဉ်ကကျွန်တော်လာစဉ်ကဟုတ်လားရှင်ကအဘိုးမိတိအပင်များကို ကိုစိုက်ပြိုးနေနေပါတည်းတရတရပင်ပေါင်းငယ်များကိုစိုက်ပြိုးနေပါတရရှင်သား အဘအတ္တမိများရှိမိမိကျွန်တော်အတ္တ80ရှိပါပြီအဘအတ္တဒီမိများစရှိစရှိရေနေအောင်မိဟုထင်ပါတလိအဲဟုတ်တယ်ယခုယယဘယ်နာရောယောတည့်ရက်ကောအော်ယခု အဘိုးဆိုင်ယူတော့တရက်ဒီကိုအဘိုးအဘိုးဆိုင်ရဲ့အတော့စာအဘိုးဆိုင်ရဲ့ညော်လေးတင်ပါဒလားမိမိအတော့သုံးမရှိတော့အတော့မရှိသည့်အလုတ်ကိုအလုတ်ကိုလှုပ်ချင်းသည်တင်းမြတ်ပါဤလောအဲတင်းမြတ်ပါဤလောအခုတရက်နေတော့ ကျွန်တော်တို့ရခုဆိုင်ပြောနေတော့တရပင်ပောင်များကျွန်တော်ရခုဆိုင်ပြောနေတော့တရပင်ပောင်များတရပင်ပောင်များဒီကတော့အခါဒီကလာတော့အခါ